ဖလားရယူအတွက်သွေးထွက်တဲ့အထိတိုက်ပွဲဝင်ကြဖို့မဲကစားမတွေကိုအီဗရာတိုက်တွန်းလှုပ်ဆောင်ဘယ်တပြားလုံးပဲမိင်္ဂလာများမက်ချစ်တာဖောဆိုတာနဲ့ပြန်လည်ကြိုလိုက်ပါရင်မဲနောက်ခါလို့အီဗရာကတော့ယူပါလိဖိုင်နယ်ပွဲကစားသွားကြမယ်မဲကစားမတွေကိုအမစကားပြောကြလာခဲ့ပါရင်အီဗရာကမဲအသင်းရဲ့အရေးကြီးတဲ့ပွဲစဉ်မှာဆိုရင်ကွင်းထဲအထိလူကိုယ်တိုင်လာရောက်ပြီးတော့အားပေးဖို့တွေပြုလုပ်နေရှိပါရင်ပြည်သူသားတို့ဆိုပေမဲ့အီဗရာကမဲအသင်းကိုပြင်းထန်ကလပ်နေတဲ့ပို့ပြီးချစ်တဲ့သူပါပြင်းထန်ကလပ်တင်နဲ့မဲအသင်းထိန်းသိမ်းတွေ့ဆုံတဲ့ပွဲတွေမှာဆိုရင်လည်းအီဗရာကမဲဘက်ကနေပဲအားပေးလို့ရှိတတ်ပါရင် ဒါကြောင့်အခုကစားမယ့်ရိုဘာရိတ်ဖိုင်နယ်ပွဲကိုလည်းဘီဘာအိုထိသွားရောက်အားပေးဖို့အတွက်အင်ဘရာကယူရထားခဲ့ပေမဲ့သူ့ရဲ့မိသားစုနိုင်ကိစ္စတစ်ခုပေါ်လာခဲ့တာကြောင့်မဖြစ်နိုင်တော့ဘူးလို့အင်ဘရာကပြောပါတယ်။ပြင်းထန်နိုင်ငံသားကမင်္ဂလာပါဟက်ကောင်နေငါကမင်းတို့ကိုကူညီအားပေးပြီးအပြည်သူ့ဆောင်နယ်ခွန်အားတွေမျှဝေဖို့ဘီဘာကဖိုင်နယ်ပွဲအတွက်လူကိုယ်တိုင်လာချင်ပါတယ်။ဒါပေမဲ့ကံမကောင်းတာကဖိုင်နယ်နေ့မှာငါညမစာပနာအတွက်ပါရီကိုသွားရမယ်။သူမကအသက်56နှစ်ရှိပြီးကင်ဆာရောဂါကိုအနည်းနဲ့30ကျော်တွန်းလှန်နေခဲ့တယ်။ခန္ဓာရင်ရှိဖို့တိုက်ပွဲဝင်ခဲ့တယ်။ဒါပေမဲ့အဆုံးသတ်ပါသူမကံမကောင်းခဲ့ဘူး။အခုတော့လူလောကကြီးတွေကနေထွက်ခွာသွားရပြီ။ မင်းမရဲ့နောက်ဆုံးခေးဆိုတော့ငါမသွားလို့လည်းမဖြစ်ဘူးလေကွာဒါကြောင့် final ဝဲကြရင်မင်းတို့စီကငါလိုချင်တဲ့ຢာတစ်ခုရှိရင်ဒေချာစီအတွက်ရေကုန်ရေကန်းတဲ့အသွေးထောင်းတိုက်ပွဲဝင်လိုက်ပါပရိသတ်တွေဝင်နေတဲ့အတွက်မန်ချက်စတာကလူတွေအတွက်ဒီကမ္ဘာလုံးကပရိသတ်တွေအတွက်မင်းတို့စီမှာအကြောင်းပြချက်မရှိဘူးဆိုတာနားလည်ထားလိုက်ပါလို့အီရာကပြောခဲ့ပါတယ်တကယ်ဒီရာဒီရာဒီမှာတော့အလွန်ဆိုးရွားတဲ့ဖြတ်သန်းမှုတွေနဲ့ရင်းဆိုင်ကြုံတွေ့နေရပါတယ်ပရီးမီယာလိမှာဆိုရင်တမိုင်းနဲ့ချီတဲ့အထိအဆိုးအဆုံးဘောလုံးရတဲ့တစ်ခုဖြစ်နေတာပါအိမ်မိုလီနဲ့မဲကစားပွားရေးအားလုံးကလည်းယောပါလီပလားကိုစုကူးနိုင်ခဲ့မယ်ဆိုရင်တော့ဒီရာဒီမှာဆိုးဆိုးရွားရွားကြာဆင်းခဲ့ရတဲ့အပေါ်ပြန်အဖက်ဆင်နိုင်မှာမဟုတ်ဘူးလို့ထက်ခါလူတွေလည်းဝန်ခံပြောကြားထားပါတယ် ဒါပေမဲ့ဒီမလားကိုရောင်းနိုင်ခဲ့မယ်ဆိုရင်တော့တရားဒီလုံးလုံးလို့မျက်နှာငယ်ကြရတဲ့ပြိတ္တတွေအတွက်နှစ်သိမ့်စရာဖလားလည်းမဖြစ်ခဲ့ရတဲ့ရှားပြိတ္တတွေကိုပြန်လည်တုတ်ပြန်စရာအကြောင်းပြချက်ကောင်းတစ်ခုတော့ဖြစ်လာပါပါ။ဖြစ်ချင်တော့ဒီအားဒီစပါးနဲ့ထိလိုက်ရင်ဆိုင်ခဲ့ရတဲ့သုံးပွဲစလုံးမှာမင်းကစပါးကိုရှုံးနေထားခဲ့ရတာကြောင့်ဖိုင်နယ်ပွဲအပေါ်မှာတနင်္ဂနွေစရာအနေထားတရတော့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဘလို့အကြောင်းမျိုးနဲ့မှစိတ်အားငယ်မနေပဲရတကန်အကွာကိုရောင်းရှိနေပြီဖြစ်တဲ့ဖလားကြီးကိုကင်ပြောင်းနိုင်ဖို့အတွက်ပဲခေါင်းနဲ့ထည့်ထားဖို့ရာအီဘရာကတိုက်တွန်းပြောကြားလာခဲ့ပါတယ်။ဒီဖိုင်နယ်ပွဲမှာလုံးလိုက်သမျှအရာအားလုံးကိုလုံးဆောင်ဖို့ကမင်းတို့ရဲ့တာဝန်ပဲငါးကောင်းနေ။ မင်းတို့ကရာအလုပ်ကိုပံ့ပိုးပေးနေတဲ့နေပြကောင်တယောက်ကိုပိုင်းဆိုင်ထားကြတာပါအဝဲရောက်အတွက်မင်းတို့အပြင်းထန်ကြိုးစားလိုက်စမ်းပါတပွဲတွေပဲဒီတပွဲတွေပဲမင်းတို့လုပ်ပေးရမှာဒီဖိုင်နယ်ပွဲကခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာဖို့ရှိတယ်ဆိုပေမဲ့တတင်းဟော့စမားကလည်းနေ့မှာငါတို့လိုပဲရုန်းကန်နေရတဲ့အသင်းပဲစူပလာမရတာနှစ်ကာလကြာရှည်နေပြီဖြစ်တဲ့တို့အတွက်လည်းဒါကမဟာခွင့်ပဲဒါပေမဲ့ဒါကငါတို့အတွက်အကြောင်းပြချက်ကောင်းတစ်ခုတော့ဟုတ်မနေဘူးလို့ငါထင်တယ်။ဒါလည်းဆိုတော့ငါတို့ကမန်ယူလေးဆိုပြီးအီဗရာကဖိုင်နယ်ပွဲအတွက်အဆုံးစွန်အထိပေးဆက်သွားကြဖို့မဲခစားမတွေကိုတိုက်တွန်းလှုပ်ဆော်သွားခဲ့ပါတယ်။ ဒါပေမဲ့အသင်းရဲ့ကြားစီအတွက်ဗီဒီလိုမျိုးသွေးထက်တဲ့အထိတိုက်ပွဲဝင်သွားကြဖို့လေအီဗရာကပြောခဲ့ပါသေးတယ်။အီဗရာကဘာပဲဖြစ်ဖြစ်ငါတို့မင်းတို့ကိုယုံကြည်တယ်။ဒီကောင်လုံးဝရှိတဲ့ United ပြည်သက်တွေကလည်းမင်းတို့ကိုအပြည့်အဝယုံကြည်ထားတယ်။ဒီမလားအောင်ပွဲကမခံနိုင်ဘူးဆိုရင်တော့ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်လာနိုင်မယ်။ဒါကြောင့်ငါပြောခဲ့သလိုဒီကြားစီအတွက်မင်းတို့ဘက်ကသွေးထွက်အောင်အထိအယိုးကြည်ကြည်အရင်ခန်းခန်းစူးစမ်းပေးကြပါ။နိုင်ရဖို့ကလွယ်လို့တခြားဘာမှဖြစ်လို့မရဘူးဆိုတာခေါင်းနဲ့ထည့်ထားကြပါ။လူကောင်းဆန်ပြီးကစားကြပါနဲ့။စုစုစည်းစည်းကစားကြပါ။ဒီဘက်မှာငါတို့ဘွားငါတို့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမယ်တိုက်ပွဲ။ ဒီပလာလာရသွားရင်နောက်ဆက်တဲ့ဘာလေးဆက်ဖြစ်လာမလဲဘလို့အကျိုးကျေးဇူးတွေရလာမလဲဆိုတာငါပဲပြောနေမင်းတို့တော့ပေါ့ကြပြသားပါဂရေဝဲတော့ငါမင်းတို့ကိုယုံကြည်အားကိုးပေးရစေငါဝေးမှာရှိနေမယ်ဆိုပေမဲ့မင်းတို့နဲ့ရင်မဲ့ချင်းအနည်းဆုံးဖြစ်နေမယ်ဆိုတာတွေးထားပေးကြပါလို့အီဘရာကမင်းကစားမတွေကိုလှုပ်ဆော်သွားခဲ့ပါတယ်အီဘရာရဲ့မဲရောအတင်းကိုချစ်တဲ့စိတ်ကအခုလိုမျိုးကြောင်းစရာကောင်းလွန်လာပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Show Facebook Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ